နေ့တနေ့ရဲ့အစကိုအလွန်ကောင်းမွန်တဲ့စိတ်ကလေးတွေနဲ့စစေခြင်းလေပေါ့အဲ့ဒါတခါကြီးတို့တခါကြီးတို့လည်းပဲဒီရှိနေ့တိုင်းနေ့တိုင်းအဲ့ဒီဘာဝနာ၅မျိုးနဲ့နေ့ရက်တွေကိုအစပြုနိုင်မယ်ဆိုရင်အလွန်ကောင်းမှာနော်ပြင်ဘက်ကဘေးတွေအန္တရာယ်လည်းမကြမရောက်ရအောင်နော်ကိုလေ့ကျင့်လိုက်တဲ့ကိုအားထုတ်လိုက်တဲ့အဲ့ဒီသူတော်ကောင်းတရားကကာကွယ်မယ်ဆောင်ရှောက်မယ်ပြီးရင်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာနော်ပူတဲ့လောင်တဲ့ပင်ပန်းစေတတ်တဲ့ နှက်ကိလေသာအန္တရာယ်တွေမကြမရောက်အောင်လည်းပဲကာကွယ်ရှောင်ရှောင်နိုင်ပါလိမ့်မယ်ဟုတ်လားဒါကြောင့်အဲ့ဒီအာရခတရား၄ပါးနဲ့တတိပဌံဘာဝနာဆိုတဲ့ဘာဝနာတရား၅မျိုးရဲ့အကြောင်းကိုဘုံဘုံလုံးမှတ်သားကြည့်နော်ပထမဦးဆုံးဘာဝနာကအာရခတရားကဘာလဲဆိုတော့ဗုဒ္ဓနုတ်တိဘာဝနာတဲ့ဗုဒ္ဓနုတ်တိဆိုတာမြတ်စွာဘုရားရဲ့ဂုံကိုအဖန်ပါအမှတ်ရတာစဉ်းစားတာဆင်ញံတာဘုံဘုံလုံးကိုယ်ဝင်နေတဲ့မြတ်စွာဘုရား ။နောက်ကိလေသာခတ်သိမ်းငြိမ်းတော်မူ၏။ကိလေသာအပူဓာတ်တွေငြိမ်းတဲ့အတွက်ကြောင့်စိတ်နှလုံးဟာပဂရိအေးချမ်းတော်မူ၏။တလောကလုံးမှာသီလအဖြင့်တမာဒီအဖြင့်ပညာအဖြင့်အမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်တတဝအာလုံးတို့ရဲ့ပူဇော်အထူးကိုခံယူတိုက်တည်။ဒါလည်းပါလေအရဟံဂုံရဲ့အတိတ်ပဲနော်။အရဟံဂုံရဲ့အတိတ်ပဲများစွာရှိတဲ့အနက်ကနှမျိုးလောက်တော့နားလည်ရမယ်ပေါ့နော်။မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာ ဘလောက်ပဲလောဘဖြစ်เสียအာယုန်နဲ့တွေ့တွေ့လောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်ပဲမကြည်နဲ့เสียကောင်းတဲ့အာယုန်နဲ့တွေ့တွေ့ဒေါသဖြစ်တယ်ဆိုတာမရှိဘူးဟုတ်လားအဲ့လိုလောဘဒေါသအပူတက်အလောင်တက်တယ်လုံးဝကင်းဝေးတဲ့အတွေ့အကြုံမျက်စွာဖြင့်စိတ်နှလုံးဟာပဂရိငြိမ်းအေးတော်မူလေလို့အာယုန်ပြုတ်တက်ဖို့စင်မြင်တက်ဖို့နှလုံးပြင်တက်ဖို့လိုတယ်ပေါ့နော်ယဟန်တမဏိအာလုံးသာဥပတကသူတော်စင်အမျိုးသား သူတော်သည်အမျိုးသမီးအားလုံး